။ပဲခူးတိုင်းဇီကုံမြို့ပေါ်က KTV ဆိုင်တဆိုင်မှာစစ်သားနဲ့ရဲခွနှစ်ဦးပါဝင်တဲ့အဖွဲ့လာရောက်ပျော်ပါနေချိန်မနစ်ညပိုင်းမှာဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဒေသတွင်း PDF တပ်ဖွဲ့ဖြစ်တဲ့နက်စစ်သည်အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။မနစ်ညပိုင်း၁၇နှစ်ဝန်းကျင်က KTV ကိုစီးနှင်းတိုက်ခိုက်မှုအတွင်းမှာအဲ့ဒီစစ်သားနဲ့ရဲခွနှစ်ဦးသလုံးတိတ်ဆုံးသွားခဲ့ပြီး G3 တနက်တလက်ကြီးစံတချို့တင်းစီရရှိခဲ့တယ်လို့နက်စစ်သည်အဖွဲ့ကဆိုထားပါတယ်။ KTV မှာသူတို့တွေရောက်နေတယ်ဆိုတဲ့သတင်းအရအဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီ KTV နဲ့ဇီးကုန်းမြို့မှာရဲစခန်းကတော့သုံးဖာလုံးခန့်ဝေးတယ်လို့သိရပါတယ်။တိုက်ခိုက်မှုက2မိနစ်3မိနစ်နဲ့အတိအကျအကောင့်ထဲပေါ်ခဲ့ရတယ်လို့နက်စစ်တီအဖွဲ့ရဲ့တာဝန်ရှိသူကဆိုပါတယ်။တိုက်ခိုက်မှုဖြစ်စဉ်ကြောင့်ဇီးကုန်းမြို့မှာရဲစခန်းကစစ်ကားတွေ KTV ဘက်စီတက်လာပေမဲ့ဂျားဖြတ်တိုက်ခိုက်လိုက်နိုင်တယ်လို့လည်းသိရတာပါ။အခုဖြစ်စဉ်ဖြစ်ပေါ်တဲ့ဇီးကုန်းမြို့ဟာဘကိုးတိုင်းအနောက်ချမ်းမှာရှိပြီးရန်ကုန်ပြည်ရထားလမ်းပေါ်ကမြို့တစ်မြို့လည်းဖြစ်ပါတယ်။တိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တဲ့နက်စစ်တီအဖွဲ့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဇီးကုံမြို့နယ်ထိဆက်နေတဲ့ဂျိုးပင်ကောင်မြို့နယ်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပေါဝင်ဆောင်ရွက်ပေးနေသူတချို့ကိုအင်ဒါရာရောက်တွားရောက်တရေပေးတာတွေပြုလုပ်ထားတယ်လို့သိရပါတယ်ရှင်။